ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဆရာကြီးဆရာရှိမှလက်ဦးချပြီးတောင်းဆိုပါတယ်ကျွန်တော်ပတ်စံလေးနည်းနည်းလောက်ချီးပါနော်ကျွန်တော်ကျွန်တော်သမီးလေးကိုနိုင်ငံခြားကိုခေါ်သွားရမှာမဟုတ်လို့ပါဟာမင်းအဲ့ဒီပတ်စံလေးကိုဘာလို့မလုပ်တော့ ကျွန်တော်သမီးလေးလက်ထပ်ပွဲရနိုင်ငံခြားမှာလုံမမှုလို့ပါကျွန်တော်သမီးလေးရနိုင်ငံခြားအသူနဲ့လက်ထပ်မှာမှုလို့ပါတကယ်လို့မင်းကငါးပတ်စံတွေကိုအချိန်မီပြန်မဆက်ဘူးဆိုရင်ရောဒါဒါဆိုရင်ဒါကိုယူထားလိုက်ပါကျွန်တော်ရဲ့အင်စာချုပ်ပါဒါကိုအပေါင်ခံပြီးတော့ချီးပေးပါဗျာအင်စာချုပ်ကိုပေးလိုက်တဲ့အခါမှာတော့တတိကြီးလိန်ဦးမစ်ကိုပတ်စံချီလိုက်ပါတယ်ဒီလိုနဲ့အဲ့ဒီချေးထားတဲ့ပတ်စံတွေနဲ့ဦးမစ်လိန်နိုင်ငံခြားသွားဖို့လက်မှတ်ဝေးကနိုင်ငံခြားကိုရောက်သွားပါတယ် အဲဒီကိုရောက်တဲ့အခါမှာတော့အရင်ကခန်းနာတွေတိုက်ကြီးကိုတွေ့လိုက်ရပြီးအထင်းမှာတော့ပါတီတစ်ခုကိုကျင်းပနေကြပါတယ်။မြင်လားသမီးအဖေတို့ရောက်ပြီဒီမှာအကုန်အသက်ဆန်းတွေကြီးပဲနော်။ Umesh နဲ့သူသမီးရှာကွန်လက်ကိုဆွဲကအပေါက်ကနေအိမ်ကြီးတဲ့ကိုဝင်မလို့လှုပ်တဲ့အခါမှာပဲအိမ်ဘဝကလုံခြုံရေးကသူတို့ကိုမောင်းထုတ်လိုက်ပါတယ်။ဘာလို့တော်လဲဟဲ့လူထွက်သွားလဲဒီနေရာကိုဝင်ကျင်နိုင်ဝင်လို့ရမယ်လို့ထင်နေတာလား။ဟာ ငါငါတငယ်ချင်းနဲ့တွေ့ဖို့လမ်းရပါငါတငယ်ချင်းကိုတစ်ချက်လောက်ခေါ်ပြီးပါလုံချုံရင်လင်ဦးမစ်ကိုအဲ့ဒီနေရာကနေမောင်းထုတ်ဖို့လုပ်နေတော့မှာပဲတိုက်ကြီးရဲ့ပိုင်ရှင်ရှီခါကအသံလေးကြောင့်အင်ဂျင်ကိုထွက်လာခဲ့ပါတယ်အင်ရှိမှာဘာရီစူညံနေကြတာလဲဘာဖြစ်ကြတာလဲဘသူလာလို့လဲရှီခါရှီခါငါပါမင်းတငယ်ချင်းဦးမစ်လေးမင်းဂရီပေးထားတယ်မလားမင်းတော့ငါသမီးနဲ့လက်ထပ်ပေးမယ်ဆိုပြီးတော့အခုငါငါသမီးကိုခေါ်ပြီးတော့နိုင်ငံရဲ့ကြားထိရောက်လာပြီလေ အခုမင်းရဲ့သားနဲ့ငါသမီးကိုလက်ထပ်ပြီးတော့ငါခက်ခက်ခဲခဲနဲ့မင်းစီကိုလိုက်လာရတာနော်ဒီစကားကိုကြားလိုက်တာနဲ့ရှီခါလေးရှီလိုက်ပါတယ်ပြီးတော့ရင်းရင်းကဦးမစ်နောက်ကိုသွားပြီးရင်ဘတ်ကိုဆောင်းတွန်းလိုက်တာကြောင့်သူကလေးကျသွားပါတော့တယ်မင်းကဘလို့များထင်လို့လဲမင်းရဲ့ဆင်းရဲတဲ့သမီးကိုခေါ်လာပြီးတော့ငါသားနဲ့လက်ထပ်ပြီးပါလို့ပြောရင်ငါကြည်ကြည်ပြူပြူနဲ့မင်းရဲ့သမီးကိုလက်ခံပေးမယ်လို့များထင်နေလို့လားဟမ်ဟေးကမင်းကိုအဆင့်ကိုမမေ့စမ်းပါနဲ့ကွာ မင်းကငါအိမ်ရိတ်တောင်မှလာနေမှုအဆင်မရှိတော့ဘူး။ငါ့အိမ်ကခမီးခမ်းမှလာပြီးတော်ကျင်နေသေးတယ်ဟုတ်လား။အဲ့ဒါမျိုးကိုအိမ်မက်တောင်မမက်နဲ့ကွာ။ရှီခါကဒီလိုပြောလိုက်တာနဲ့ပဲဦးမစ်လည်းငုံနေပါတယ်။ပြီးတော့ဒီလိုငုံရင်းကရုတ်တရက်လန့်ပြီးအိယာကနေနိုးလာပါတယ်။အမလီဖျားကြီးငါဘလို့အိမ်မက်ကြီးမက်နေတာပါလဲ။ကြည်ရတာတကယ်ပဲအဲ့လိုဖြစ်မှာမို့လို့ငါဒီလိုအိမ်မက်ကြီးမက်တာလားပဲ။အခုမှငါလည်းနိုင်ငံခြားသွားဖို့တတိယရီမသွားတော့ဘူးတော်ပြီ။ မိုးလင်းကန်ဒီမှလက်နိုးလာတဲ့ဦးမီစလေးအိမ်မက်ကိုစိတ်သက်သာရရသွားပြီးပြန်ဤပြောသွားခဲ့ပါတယ်။နောက်နေ့မနက်မိုးလင်းတဲ့အခါမှာတော့သူတို့ရွာအပေါ်ကိုဟယ်လီကော်ပတာကြီးကပြန်လာတော့မို့လို့တောင်းကြည့်ပြီးရွာတွေကကလေးတွေလူကြီးတွေအားလုံးကလည်းအယံကိုအံ့ဩနေကြပါတယ်။ဟာဟယ်လီကော်ပတာကြီးဟယ်လီကော်ပတာကြီးကိုကြည့်ပါဦး။ဟယ်လီကော်ပတာကြီးကကြီးပဲ။တမီတော့ဒီလောက်မျိုးကြီးရဲ့ဟယ်လီကော်ပတာကြီးကိုတခါမှတော့မမြင်ဘူးဘူး။ကြည့်ပါဦးကြည့်ပါဦးဟယ်လီကော်ပတာကြီးကကြီးပဲ။အမလီဖျားရီ လောက်ကြီးရဲ့ဟယ်လီကော်ပတာယူငါလည်းမမြင်ဘူး။ဂျာရီကကလေးတွေလည်းဟယ်လီကော်ပတာနောက်ကိုပတ်လိုက်နေကြပါလိမ့်။ဒီလိုနဲ့ဟယ်လီကော်ပတာကြီးကတော့ပြင်းရင်ပြင်းရင်ကဂျာရီကဆင်းရဲတဲ့အိမ်လေးတိုင်ရှိမှရက်သွားပါလိမ့်။ဟယ်လီကော်ပတာကြောင့်ဂျာရီမှာဖုန်တွေသေးတွေအမိုက်တွေလည်းပွားစီနေပြီးလူတွေလည်းရက်သွားတဲ့ဟယ်လီကော်ပတာနောက်ကိုသွားလိုက်တဲ့အခါမှာတော့အထဲပါလူတချို့နဲ့လှပတဲ့မင်္ဂလာထမ်းစဉ်လေးတွေကိုတွေ့လိုက်ရပါလိမ့်။ဟမ်ကြည့်ပါဦး။ဟယ်လီကော်ပတာပေါ်မှာမင်္ဂလာထမ်းစဉ်ကိုတင်ထားတာပဲ။ ။ဘသူ့အမြတောင်းရမလို့ဟယ်လီကော်ပတာနဲ့တောင်မှလာတောင်းရရလဲ။အဲ့ဒါတွေမကသေးဘူး။အဲ့ဒီတဲ့လူတွေရဲ့ပုံစံတွေကိုလည်းကြည့်လိုက်အောင်ကြည့်ရတာနိုင်ငံခြားလာတာထင်တယ်။ဒါနဲ့ဒီလိုနိုင်ငံခြားရက်ကနေပြီးတော့ဘသူ့အမြမင်္ဂလာကမ်းလှမ်းဖို့လာတာလည်းငါသိချင်လိုက်တာ။ဟယ်လီကော်ပတာပန်ကာကလေတွေကြောင်းလေးဘက်လေးလံလုံးမှာဖုန်တွေထနေတော့မှာပဲ။စင်းရဲရဲ့ရှာကွန်ကတော့ခြံထဲမှာရှော်ထားတဲ့ဝတ်တွေကိုလှမ်းနေပါလေ။ဟေးဖျားကြီးမင်းစောစောဘလို့လုပ်ပြီးရမုံတိုင်းကတိုက်နေရရလဲ။ ရှောက်ကောင်ဖီလိန်မနေ့စောစောစူညံတန်တွေကြောင့်အင်းပြင်ကိုထွက်ကြည့်လိုက်တဲ့အခါအပြင်မှာရထားတဲ့ဟယ်လီကော်ပတာကြီးကိုတွေ့လိုက်ရပါတယ်။ဟမ်ဒီဟယ်လီကော်ပတာဘယ်ကနေရောက်လာတာလဲ။ငါတို့လူစင်းရဲသားတွေရဲ့အင်းရှိမှာဒီခါမှာပဲဟယ်လီကော်ပတာတွေကနေရှီခါကကြော်ရှင်းနေတဲ့ဝစ်ဆုံအပြင်နဲ့နေကာမျက်မှန်ကိုတက်ဆင်ထားပြီးစတိုင်ကြစွာနဲ့လမ်းလျှောက်တာကဥမိရှ်ကိုတွေ့တာနဲ့ဖတ်လိုက်ပါတယ်။ဥမိရှ်ငါတကယ်ချင်းနေကောင်းရဲ့လားကွာ။ ငါမင်းကိုရန်တရီရနေတာနောက်ဆုံးတော့ငါမင်းကိုတွေ့ရပြီပေါ့ကွာအခုငါမင်းကိုပေးထားတဲ့ဂရီကိုတည်နိုင်ဖို့အတွက်နိုင်ငံညနေတော့ရောက်လာခဲ့တာနော်သူကဒီလိုမျိုးအိမ်မက်တောင်မမတ်ဖူးခဲ့တာမဟုတ်လို့အရန်ကိုအံ့ဩနေပါလိမ့်ဟမ်ရှီခါမင်းတကယ်ပဲရှီခါပါနော်ငါအိမ်မက်မနေတာတော့မဟုတ်ဘူးမလားငါအိမ်မက်ထဲမှာတော့အဲ့လိုမဟုတ်ဘူးကွာအာတကယ်ချင်းညာငါမင်းကိုဂရီပေးထားတာပဲဟုတ်ကွာဘလို့လို့လွယ်လွယ်မိနိုင်ပါလိမ့် ငါလာဖို့နည်းနည်းတော့နောက်ကျသွားလို့ခွင့်လို့ပေါ့ကွာအခုမင်းသမီးလေးကိုငါအရင်ချွေးမအဖြစ်ပေးလိုက်ပါဒီကိစ္စကိုငါတို့ဟိုးရင်ကလေးကသဘောတူထားကြတာမလားဒီစကားကိုကြားလိုက်တာနဲ့ဥမေ့လှင်မျက်လုံးမှာမျက်ရည်တွေကျလာပါတယ်ပြီးတော့ငိုပြီးသူတငယ်ချင်းအရှိန်မှာဒူးထောက်ထိုင်ချလိုက်ပါတယ်ချီခေါငါတငယ်ချင်းမင်းကငါတော့ကတွေအကုန်လုံးကင်းဝေးအောင်လုပ်ပေးလိုက်တာပါပဲနောက်ဆုံးတော့မင်းကမင်းကလေးကိုတီးဖို့ရောက်လာခဲ့တာပဲ ။အိုးမင်းကလေကွာမင်းဘာရီလုံနေရလဲ။မင်းကောဒီလောက်ကျေးဇူးတင်နေဖို့မလိုပါဘူး။ငါတို့ကတချင်းကညီကိုတွေလိုနေခဲ့ကြတာမလား။ဒီတော့ငါ့ကိုဖတ်ပြီးမကြိုးစားတော့ဘူးလားကွာ။အခုငါတို့ဖတ်လိုက်ပြီဆိုတော့ဒီလက်ထပ်ပေါ်ရလေအတီဖြစ်သွားပြီပေါ့။ကဲကြည့်ဦးဟိုမှာငါနိုင်ငံညာနေမင်္ဂလာထန်းစင်မှာယူလာရီ။ငါချွေးမလောင်းလေးအတွက်လေ။ရှီခါဒီလိုပြောလိုက်တာနဲ့ပဲ image လေး helicopter နောက်ကိုသွားကြည့်လိုက်ပါရီ။ ပြီးတော့ဟယ်လီကော်ပတာပေါ်ကမင်္ဂလာထန်းစဉ်လေးကိုတွေးလိုက်တဲ့အခါမှာအရင်ကိုလှတာကိုမြင်လိုက်ရပါတယ်။ပြီးတော့လှပတွေကြောက်တွေပန်းကတ်တွေနဲ့လည်းစီချေထားပါတယ်။ဒီလိုကြည့်ပြီးတဲ့နောက်မှာတော့ image လေးတူတူမီခေါင်းပေါ်ကိုလက်တင်လိုက်ပြီးချစ်စနိုးနဲ့ပြောလိုက်ပါတယ်။တမီးရေဒီနေ့တော့ငါအိမ်မက်လေးပြေဝသွားပါပြီ။အခုတမီးလေးဒီထန်းစဉ်ပေါ်မှာထိုင်ပြီးနိုင်ငံခြားကိုလိုက်သွားပါတော့။ကြည့်ပါဦးတမီးအတွက်နိုင်ငံခြားနေတော့မင်္ဂလာထမ်းစဉ်ကိုယူလာတာတဲ့အဖေတကယ်ချင်းကသူ့ကလေးကိုတီးလိုက်တယ်လေ အခုဖေကသမီးကိုဖေတငယ်ချင်းရဲ့တားလက်ထဲထည့်ပေးပြီးဖေကလေးကိုပြန်တီးပေးရမယ်လှဲ့ပဲဒီလိုပြောပြီးဦးမစ်လည်းသူ့သမီးလက်ကိုဆွဲကရှီခါတားလက်ထဲကိုထည့်ပေးလိုက်ပါ रे မင်းကတကယ်ဦးလှတာပဲငါမင်းကိုတကယ်ပဲသဘောကျမိပါ रे မင်းရဲ့ပုံစံလေးကိုလည်းသဘောကျ रे တကယ်ပါမင်းကတကယ်ဦးလှ रे အဖေအဖေရွေးပေးတဲ့သူ့သမီးကအလှဆုံးပါပဲဟာဒါဘောကွာငါရွေးချယ်ပြီးမှတော့အလှလေးပဲရမှာပေါ့ငါကမင်းအဖေပဲမဟုတ်လားကဲ အခုလက်ထပ်ပွဲအတွက်ပြင်ဆင်ကြစို့ကျမတို့လည်းကျမတို့ချွေးမလေးကိုအမြန်ဆုံးအိမ်ကိုခေါ်သွားချင်လာပြီဒီမေလက်ထပ်ပွဲကိုဘာမှလူလီသေးမရှိအောင်ပြင်ပေးနော်ဒါရီအကုန်လုံးကိုရှင်မဲတောင်းဝင်ယူပြီးတော့လုပ်ပေးရမယ်ရှီခါလေးသူစနီးကဒီလိုပြောလိုက်တာကြောင့်ဂျော်နီမှာရင်ကူလှပခန်းနာရီမန်တက်ကြီးကိုစောင်းလိုက်ပါတယ်ပြီးတော့ရင်ကူရတာရှိတဲ့စားတော့စရာတွေကိုလည်းခင်းကျင်လိုက်ပါတယ်ပြီးတော့တရားလုံးကိုဖိစာရီလက်ဝေးခန်းလိုက်ပြီးအလားဆုံးမင်္ဂလာပွဲလေးကိုပြင်ဆင်ထားလိုက်ပါတယ် တစ်ဖက်ကရှာကွန်ကလည်းလက်ထပ်ပွဲအတွက်အကုန်ပြင်ဆင်လုပ်ပြီးတော့ပြီးနောက်ပါရီသူတို့သမီးဝတ်စုံလေးနဲ့အရင်ကိုလှနေပါရီအရင်ဆိုဘာမှမဝတ်စာမပြင်ဆင်ခဲ့လို့လားပဲဒီနေ့ဒီလိုမျိုးဝတ်စုံလေးကိုဝတ်လိုက်တော့ကိုကိုကိုတော့အရင်လှရဲလို့ခံစားရတယ်အဖေဖေအရင်တော့အဖေကနိုင်ငံခြားအဖေတငယ်ချင်းကသားသမီးချင်းလက်ထပ်ပေးဖို့ဂရုပြုရတယ်လို့ပြောတာတော့တမိမယုံခဲ့ဘူးဒါပေမဲ့ဒီနေ့တော့တကယ်ပဲနိုင်ငံခြားအနေနဲ့လက်ထပ်ပွဲလုပ်ဖို့ရောက်လာကြတာအားတဲ့ ပြော်နိုင်ငံခြားကယူလာတဲ့မင်္ဂလာထမ်းစဉ်နဲ့တမီးရဲ့နိုင်ငံခြားကိုလိုက်သွားရမှာတဲ့တမီးလေးအခုတော့တမီးလေးရဲ့အိမ်မက်တွေလည်းအကုန်လုံးပြေးသွားသွားပြီလေပြီးရင်နိုင်ငံခြားမှာကောင်းကောင်းနေနော်အဲ့မှာတမီးအတွက်ဘာမှလူလီသေးမရှိမှတော့သိကြပါရဲ့အဖေတငယ်ချင်းကတမီးကိုအကောင်းဆုံးစောင့်ရှောက်ပါလိမ့်မယ်ပြီးတော့တမီးရဲ့ရောက်ခမလောင်မိသားစုဟာဘလောက်တောင်ကောင်းနေသူတွေလဲဆိုတာတမီးလည်းသိမှာမဟုတ်လားသူတို့တွေကအရန်ချမ်းသာတွေသူတွေဖြစ်နေပေမဲ့စိတ်ထားကတော့ရဲကောင်းကြတယ် ဒီခါမှပင်ရှီခါကရောက်လာပါတယ်။ဟောဘာလို့နေကြတာတော့မင်္ဂလာပွဲနောက်ကြတော့မှာပဲငါတို့ဒီနေ့ပဲငါတို့ချွေးမလေးကိုမင်္ဂလာထမ်းစဉ်လေးနဲ့အတူတူခေါ်ဆောင်သွားရတော့မှာလေဒီတော့အချိန်မစွဲတော့ဘဲနဲ့အမြင်သမီးလေးကိုအပြင်ကိုခေါ်လာခဲ့တော့ဦးမစ်လေးသူတို့သမီးဝတ်စုံလေးနဲ့သူသမီးလေးကိုအရင်ကရွှေရမျက်နှာစွာနဲ့လက်ထပ်ပွဲစီကိုတွဲပြီးခေါ်လာပါတယ်။ပြီးတော့သူတငယ်ချင်းရဲ့သားဆော့ရက်နဲ့ရှာကွန်တို့ကကြီးကျယ်ခမ်းနားတဲ့လက်ထပ်ပွဲကြီးကိုဆင်နွှဲလိုက်ကြပါတယ်။ ဒီလိုနဲ့နှုတ်ဆက်ရတော့မယ့်အချိန်မှာတော့ဘူမိစလိန်မျက်ရည်တွေကျလာပါတယ်။ပြီးတော့သူသမီးလေးကောင်းပေါ်ကိုလက်တင်ကစုမုံကောင်တောင်းပေးလိုက်ရင်ကပြောလိုက်ပါတယ်။တကယ်လို့ဒီနေ့သာသမီးမေအသက်ရှိနေသေးရင်သမီးကိုဒီလိုဝတ်စုံလေးနဲ့တွေ့ရလို့အရင်ဝမ်းသာနေမှာပဲ။သမီးလေးကတကယ်ကိုမင်းသမီးလေးလိုပဲလှနေတာ။သမီးဟိုရောက်သွားရင်အဖေကိုလည်းတရိယာနေတော့သမီးလေး။ဒီခါမှာရှောင်းကုန်းလေးငိုပြီးသူ့ဖေကိုဖတ်လိုက်ပါတယ်။ဖေဖေတို့တမီးအရန်တတိယနေမှာပါ အဖေလဲသမီးကိုအရန်တတိယနေမှာပါ။ကဲသမီးရဲ့မင်္ဂလာထမ်းစဉ်လေးပေါ်ကိုထိုင်တော့။ဟဲလီကော်ပတာပေါ်ကနေပြီးမင်္ဂလာထမ်းစဉ်လေးကိုခြာပေးလိုက်တာမို့လို့ရှာကုန်နေအဲ့ဒီပေါ်မှာထမ်းလိုက်ပါရီ။ဒီခါရွာလေးကလူတွေလည်းအဲ့ဒီထမ်းစဉ်လေးကိုမပြီးဟဲလီကော်ပတာပေါ်ကိုတင်ပေးလိုက်ပါရီ။ခဏကြာမှတော့ဟဲလီကော်ပတာကြီးလည်းတဖြည်းဖြည်းရွှေ့လာပြီးရှာကုန်ကသူ့ရောက်ခမမိသားစုတွေနဲ့အတူဟဲလီကော်ပတာကြီးပေါ်ကနေသူ့အဖေကိုငိုရင်းနှုတ်ဆက်ကလိုက်ပါသွားပါတော့တယ်။ ဒီခါရွာလေးကမင်းကလေးတွေလည်းဒီမြင်ကွင်းကိုကြည့်ရင်ကတယောက်တစ်ခုပြောနေကြပါတယ်။ငါလေးသူ့လိုမျိုးလေးလက်ထပ်ပြီးတော့ဟယ်လီကော်ပတာနဲ့နိုင်ငံခြားကိုလိုက်သွားလို့ရရင်တိတ်ကောင်းပါပဲ။ညင်လား။ तू ကတတော်ကံကောင်းနေသူပဲနော်။သူတို့ကစီးရဲတာတော့မှဒီလိုမျိုးလက်ထပ်ရရလို့တကယ်အံ့ဩစရာကောင်းလိုက်တာ။အရင်ကအဲ့ကောင်မလေးကဘာဆိုဘာမှမရှိရသူပဲမယ်။အခုကျတော့လေတရွာလုံးကတော့မှမမျှော်လင့်ထားတဲ့သူနဲ့လက်ထပ်ပြီးတော့ဟယ်လီကော်ပတာနဲ့နိုင်ငံခြားကိုလိုက်သွားတာရတယ်။အမှန်နဲ့ပြောရရင်လေမင်းကလေးတိုင်းအဲ့လိုအိမ်မက်ကိုမက်ကြတယ်။ တကယ်ကြတော့လည်းဖြစ်မလာပါဘူးလေအိမ်မက်ကတော့အိမ်မက်လိုပဲရတာပဲသူတို့မျိုးကိစ္စလက်တွေ့မှာဘယ်လိုမျိုးဖြစ်နိုင်ပါလဲလဲအဲ့ဒီမိန်းကလေးတွေစကားကိုကြားပြီးဦးမေ့ကပြောလိုက်ပါတယ်လူတွေပြောကြတာမိုးလင်းကနေမတ်တဲ့အိမ်မက်ကအမှန်ဖြစ်တတ်တယ်တဲ့ဒါမဲ့ဒီတစ်ခါအိမ်မက်ကတော့ပြောင်းပြန်ဖြစ်သွားတာပဲငါမတ်တဲ့အိမ်မက်ကမကောင်းတဲ့လောက်ဖြစ်လာတာတွေကတော့အရင်ကောင်းတာတွေကြီးပဲဒီနေ့တော့ငါသမီးလေးလက်ထပ်ပြီးနိုင်ငံခြားကိုသွားလိုက်ပြီတဲ့ပြီးတော့လေဟယ်လီကော်ပတာကြီးနဲ့ ဖေဟာသူ့ကိုမြေထဲရောက်ခမရင်မှပျော်ရွှင်အောင်ထားပေးပါစေ။ဒီလိုပြောရင်ကဦးမိရှင်လည်းမျက်လုံးမှာမျက်ရည်တွေကျလာပါတယ်။လူတိုင်းကတော့ကိုသမီးလေးတွေရဲ့လက်ထပ်ပွဲအတွက်အိမ်မက်တွေအများကြီးထားကြပေးမယ်။ဒီနေ့မှာအဲ့ဒီအိမ်မက်ကိုပြေးသွားတော့မလို့ဦးမေ့ကမျက်လုံးလေးမှာပြုံရှင်မှုအပြည့်နေဖြစ်နေပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။